is Radio Free Asia. The following program is in Burmese. တရရှိမြန်မာပြည်သူများမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ကျွန်တော်တို့လွတ်လပ်တဲ့အာရှအသံ RFA ရဲ့မြန်မာပိုင်းစီစဉ်တဲ့ကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြကြအောင်ပါခင်ဗျာ။ တော်ရရှိမှာခင်ဗျာကျွန်တော်တို့ RFA ရဲ့ရန်ကုန်ငွေရရှိမရေရာမှုအခြေအနေတချို့ကြောင့်အစီအစဉ်တွေကိုအကန့်အသတ်နဲ့ထုတ်လွှင့်နေရတာဖြစ်ကြောင်းဥစွာအသေးပေးတင်ပြလိုပါရယ်အခုပထမအဦးဆုံးထူးခြားတဲ့နောက်ဆုံးရမြန်မာသတင်းတွေကိုတင်ပြပေးရစီခင်ဗျာမြန်မာနိုင်ငံမှာငလျင်ဘေးကြောင့်တိုက်ဆုံသူ2900နီးပါးရှိသွားပြီလို့စစ်ကောင်စီကပြောပါရယ်ဧပြီလ2ရက်နေ့မနက်ပိုင်းအထိတိုက်ဆုံသူ2886ဦးဒဏ်ရာရသူ4600ကျော်နဲ့ ပျောက်ဆုံးနေသူ380ကျော်ရှိတယ်လို့ဆိုပါတယ်။ဒီငလင်းနဲ့ကြုံနေရချိန်ကာလမှာပဲစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဒီကနေ့ဧပြီလ3ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်လာဖို့ရှိပါတယ်။ Binstack လို့ခေါ်တဲ့ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့နှစ်ရက်ကြာညီလာခံကိုတွားတက်မှာဖြစ်ပြီးမြန်မာနိုင်ငံငလျင်ဘေးကိစ္စ ူညီကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးမှာနိုင်ငံတကာရဲ့ပူးပေါင်းမှုတွေရရှိအောင်ဆွေးနွေးသွားမယ်လို့စစ်ကောင်စီသတင်းမီဒီယာတွေကနေကြေညာထားပါတယ်။ APHR လို့ခေါ်တဲ့လူခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ကတော့ဒီဘင်းစတက်ထိပ်သီးညီလာခံကိုလာတက်ဖို့စစ်ကောင်စီကိုဖိတ်ကြားထားတဲ့ကိစ္စကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ထားပါတယ်။မြန်မာစစ်ကောင်စီကိုနေရာပေးတဲ့ဟာသူ့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကိုတရားဝင်စေရုံသာမကဘင်းစတက်အဖွဲ့ရဲ့ ငင်းငင်းရေးတည်ငင်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ဂတိကဝတ်တွေအပေါ်မှာလည်းယုံကြည်မှုပြတ်ပြားသွားစေတယ်ဆိုပြီးထောက်ပြထားပါတယ်။ဒီတော့တည်းမှာပဲတရုတ်အစိုးရကမြန်မာနိုင်ငံငလျင်ဘေးအတွက်ကူညီဖို့ရောက်ရှိလာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့လုံခြုံရေးကိုအမတ်ခံပေးဖို့တောင်းဆိုလိုက်ပါတယ်။ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်ကြက်ချီနီအဖွဲ့ရဲ့ရင်နှန်းကို မနေ့ညပိုင်းကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ထဲမှာစစ်ကောင်စီတပ်တွေရဲ့ပြစ်ခတ်ခံခဲ့ရတဲ့အတွက်တရုတ်ဘက်ကအခုလိုတောင်းဆိုလိုက်တာပါတရုတ်နိုင်ငံဟာမြန်မာနိုင်ငံမှာငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းလှုပ်ဆောင်နေပြီးတရုတ်ကြက်ချီနေအသင်းကပေးပို့တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုမန္တလေးကိုပို့ဆောင်နေတာလို့တရုတ်နိုင်ငံသားကြီးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်စစ်ကောင်စီဘက်ကလည်းတရုတ်ရင်နှန်းကိုတနက်နဲ့တားဆီးပစ်ခတ်ခဲ့တာကိုဟုတ်မှန်ကြောင်းဝန်ခံထားပါတယ် တရုတ်မြန်မာနယ်စပ်ကတဆင့်ဝင်ရောက်လာတဲ့တရုတ်ကြက်ချင်ကြီးရင်နှန်းဟာစစ်ကောင်စီကိုကြိုတင်အကြောင်းကြားတာမရှိတဲ့အတွက်တနက်မိုးပေါ်ထောင်ပစ်ပြီးတားဆီးခဲ့တာလို့စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အဒီတော့တဲ့မှာပဲစစ်ကောင်စီဘက်ကတရင်သုံးဘက်ကြာအပြစ်ခတ်ရက်စဲထားဖို့ကြေညာလိုက်ပါတယ်။ငလင်းဘေးဒဏ်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးကိစ္စတွေကိုအချိန်မြင့်ဆောင်ရွက်ဖို့အပီလာ တရက်နေ့ကနေ22ရက်နေ့အထိနိုင်ငံတော်မှာယာယီအပြစ်ခတ်ရစဲထားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီကာလအတွင်းမှာ လက်နက်ကင်တွေဘက်ကပြည်သူတွေအုံပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတက်ခိုက်တာစစ်ကောင်စီစခန်းတွေနဲ့ဌာနချုပ်တွေကိုတက်ခိုက်တာတပ်သားတွေစုဆောင်းတာနဲ့နေမြေချက်ထုံတာတွေလှုပ်ဆောင်လာခဲ့မယ်ဆိုရင်တော့တုံ့ပြန်ဆောင်ရွက်သွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။တိုင်းရင်းသားလက်နက်ကင်တွေဖြစ်တဲ့ AA, ARK တက်တော် TNLA တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ကိုကန့်တက်ဖြစ်တဲ့ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်တို့ဘက်ကလည်းအပီလာ၁ရက်နေ့ကနေ၁၀ရက်နေ့အထိအပြစ်ခတ်ရစဲထားကြောင်းကြေညာထားပါတယ်။အလားတူ NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်းအပီလာ၁ရက်နေ့ကနေနှစ်ပတ်ကြာအပြစ်ခတ်ရစဲမယ်လို့ကြေညာထားပါတယ်။မြန်မာနိုင်ငံငလျင်ဘေးအတွက် နိုင်ငံ9ခုကကယ်ဆယ်ရေးလင်ရင်14စီးနေပြည်တော်လေစိတ်ကိုမနေ့ကဆက်ရောက်လာပါတယ်။ ရုရှားအင်ဒိုနီးရှားထိုင်းဘူတန်ဖိလစ်ပိုင်လာအိုနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေစေကူတရေးအဖွဲ့တွေလူသားချင်းစာနာမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့ဆေးဝါးတွေတင်ဆောင်လာတာလို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ဒီတော့တည်းမှာပဲမြန်မာနိုင်ငံငလျင်ဘေးအတွက်ဩစတြေးလျနိုင်ငံကဒေါ်လာနောက်ထပ်9တန်းပေးသွားဖို့ကတိပြုလိုက်ပါတယ်။ငလျင်လှုပ်ပြီးမကြခင်မှာပဲဩစတြေးလျအစိုးရကကနဦးဒေါ်လာ2တန်းကို ICRC အပြည်ပြည်ဆိုင်ရာကြက်ချင်ဤအသိန်းဟာတဆင့်ပြည့်ရသွားဖို့ကြေညာခဲ့တာပါ။သမရဒေါ်နယ်ထရန့်ဦးဆောင်တဲ့အမေရိကန်အစိုးရကလည်းဒေါ်လာ2တန်းပေးဖို့ကတိပြုထားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမတ်လ28ရက်နေ့ငလျင်ကြောက်ဆောက်လုပ်ဆဲငွေစင်းစစ်ချုပ်ရုံးပြိုကျသွားတဲ့အထက်မှာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံကနိုင်ငံသားအလုသမားတွေပါဝင်ကြောင်းထိုင်းအလုသမားရေးဝန်ကြီးဌာနကအေပီလတရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ 83ယောက်ပျောက်ဆုံးနေဆဲဖြစ်ပြီးအဲ့ဒီထက်မှာထိုင်းနိုင်ငံသား55ယောက်ကမ်ဘောဒီးယားနိုင်ငံသား3ယောက်နဲ့မြန်မာနိုင်ငံသား24ယောက်လာအိုနိုင်ငံသား1ယောက်ပါဝင်တယ်လို့ထိုင်းအလုံသမားဝန်ကြီးဌာနဝန်ကြီးကပြောပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာတော်ရရှိမှာခင်ဗျာကျွန်တော်တို့လွတ်လပ်တဲ့အာရှအသံ RFA က ရမငွေမရေရတဲ့အခြေအနေတွေကြုံတွေ့နေရတဲ့အတွက်အစည်းအဝေးကိုအကန့်အသတ်နဲ့ပဲထုတ်လွှင့်နေတာ ဖြစ်ပါတယ်။မြန်မာပြည်သူတွေအကူအညီအလိုအဆုံဖြစ်နေတဲ့ဒီလိုအခြေအနေမှာ RFP အနေနဲ့အခက်အခဲတွေကြားကပဲနောက်ဆုံးရသတင်းတွေကိုအမြန်ဆုံးသိခွင့်ရအောင်စူးစမ်းတင်ပြသွားမှာဖြစ်ပါတယ်။ RFP ကိုဆက်လက်အားပေးနေကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ပြီးသတင်းဆောင်မတချို့ကိုကြားရပါမယ်ခင်ဗျာ။ပထမဆုံးစစ်ကောင်စီရဲ့ငလျင်ဘေးကာလလေကြောင်းတိုက်ခိုက်မှုအကြောင်းစူးစီးတင်ပြချက်ကိုနားဆင်ကြပါမှာပါ။ ငလျင်တန်ကြောင့်အကြီးအကျယ်ထိခိုက်ခံခဲ့ရတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးတွေအားစိုက်လှုပ်ဆောင်ဖို့အရေးကြီးကြောင်းကုလသမဂ္ဂနဲ့နိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့အစည်းတွေကတောင်းဆိုတိုက်တွန်းနေတဲ့ကြားကပဲစစ်ကောင်စီဟာငလျင်ဆတ်လှုပ်တဲ့မတ်လ28ရက်နေ့ကနေဧပြီလ1ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုပေါင်း30ကျော်ပြုလုပ်ခဲ့ပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရဲသားပြည်သူ90ထက်မနည်းတေဆုံးခဲ့ရပြီး49ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့ NUCC လို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအတိုင်းအမင်ခံကောင်စီကသတင်းထုတ်ပြန်ပါတယ်ဒီအကြောင်းတွေကိုကျွန်တော်တို့ RFA ဖွဲ့သားကိုဆိုင်ဝနတင်ပြပါလိမ့်မယ်ခင်ဗျာမြန်မာနိုင်ငံမှာမက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တေဆုံးသူ2900နီးပါးရှိလာပြီးနောက်ထပ်လည်းလူရာနဲ့ရှိပျောက်ဆုံးနေပါတယ်ပြည်ရင်းပြည်ပအဖွဲ့စည်းတွေကငလင်ဘေးကနေလူအသက်တွေကယ်ဆယ်ရေးကိုအာရုံစိုက်ဖို့တွန်းအားပေးနေချိန်မှာပဲစစ်ကောင်စီကနိုင်ငံတော်ဝန်မှလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်မက်လ28ရက်ကနေဧပြီလ1ရက်နေ့ထိ9ရက်အတွင်း ငလင်တန်အကြီးကျယ်ခန်းစားနေရတဲ့သခိုင်းတိုင်းမန္တလေးတိုင်းအပါဝင်နေရာ၁၁ခုကိုလေကြောင်းတိုက်ခိုက်မှု32ကြိမ်ပြုလုပ်ခဲ့တယ်လို့မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကဧပြီလ၂ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သား50ထပ်မင်းတေဆုံးပြီး49ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒါဟာရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့လေကြောင်းတိုက်ခိုက်မှုတွေကိုလေ့လာစောင့်ကြည့်နေတဲ့ညံလင်းတက်သူ့တေသနာအဖွဲ့အကြံပေးကိုမိုးထက်နေက RFP ကိုပြောပါတယ်။ပိုပြီးဆိုးွားတာကတော့နော် ဒီငလျင်တန်ကိုပြင်းပြင်းထန်ထန်ခံရတဲ့နော်ဒေတာတစ်ခုထဲမှာပါဝင်တဲ့ကျွန်တော်တို့ဒီစကိုင်းဒေတာကြီးတွေကပါရမော်တာနဲ့လေကြောင်းတိုက်ခိုင်းနှစ်ကြိမ်ကိုလေကျူးလွန်နေတာတွေ့ရပါတယ်ဟိုဒီအချက်လက်တွေကိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့ဒီလူသားတွေးခေါ်ရှိတဲ့ဘလို့အဖွဲ့စည်းပြိုးကမ်းမှလုံးကျက်မှမဟုတ်တဲ့နော်ယာဇဝိမှုကိုဒီတဘာဝဘေးရန်ကြီးအကြောင်းဒုက္ခများနေတဲ့ပြည်သူလူထုပေါ်မှာစစ်တပ်ကထပ်ပြီးကျူးလွန်လိုက်တာဖြစ်တယ်လို့ပဲကျွန်တော်တို့ပြောချင်ပါတယ် မတ်လ31ရက်နေ့တုန်းကလည်းရခိုင်ပြည်နယ်မြောက်ဦးနဲ့ကြောက်ဖြူမြို့နယ်တွေမှာစစ်ကောင်စီကဘုံကျဲတာပြင်လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်ဇင်ချောင်းကုံဘူရာကတတ်တော်32နှစ်ရွယ်ဦးစင်တဘာပြန်လည်ခဲ့ပြီးနောက်ထပ်ကျောင်းနိုင်ဖုံးကြီးတဘာနဲ့ကိုရင်တဘာအပါဝင်ဒေသခံ9ယောက်ဒဏ်ရာရခဲ့ပါတယ်။မြောက်ဦးမြို့ကလေချောင်းတိုက်ခိုက်မှုမှာတော့အသက်66နှစ်ရွယ်ဦးအောင်ကျော်စံဘုံစာထိမှန်တေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဟာကြားပြည်နယ်ကိုလည်းနေတိုင်းဘုံကျဲတိုက်ခိုက်နေတယ်လို့ကင်းဒီအစိုးရဒုတိယကာကွယ်ရေးဝန်ကြီးခူးတယ်နီယာက RFP ကိုပြောပါတယ်။ငလီလှုပ်တဲ့နေရောပြီးနောက်တရေလေးလှုပ်နေတာပဲ။နေတိုင်းလူလူဒီလာကျဲတဲ့ဟုတ်တနည်းဆိုဒီဘောလခဲပဝူချင်းမှာလေးခါလောက်လာကျဲတယ်။ရောဒီဒီဖက်ခုဘက်မှာလည်းမူပြဖက်ခုဘက်မှာလည်းသူတို့စစ်စစ်လှုပ်နေတာပဲ။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ် နောင်လင်ကြေးရွာကိုလည်းမတ်လ28ရက်ငလင်လှုပ်ခတ်တဲ့အချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုမှာဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF တပ်ဖွဲ့ဝင်9ယောက်သေဆုံးခဲ့တယ်လို့ DPLF ဥက္ကဋ္ဌဦးထွန်းနိုင်က RFP ကိုပြောပါတယ်။အဲဆယ်မိနစ်အတွင်းမှာအဲပုံကူးလုံးပေါ့ငန်းနေရာကူးလုံးချပါလား။ပုံ900ပါတယ်၊နေရာပါတယ်။ပုံ150ပါတယ်၊ point 8စစ်လက်ပါတယ်။အဲ့ဒါပါလက်ပြွာတာဗျ။ လေရန်ပထမလာပတ်တာပြပတ်ပြီးမှကတုတ်ချင်းထဲရောက်ပြီးဆိုခါကြမှာကတုတ်ချင်းပေါ်တဲ့တဲ့ချားတာပြစင်မီငါဦးဆိုရင်ကတုတ်ချင်းထဲမှာပဲတနေရာထဲပဲတချင်းထဲပဲပွဲချင်းပြီးတာပြငလင်ဘေးကာကွယ်ရေးကိုအာယုံစိုက်ရမယ်ချင်းစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတာကလက်ခံနိုင်စရာမရှိဘူးလို့ကရင်မျိုးသားစီယုံ KNU ပြောခွင့်ရသူဘရိုစော်တော်နီက RFA ကိုပြောပါတယ် ဒါကတော့လောကမလောက်သိတဲ့ကိစ္စပဲလေ။ဟိုတစ်ဖက်အနေပြီးတော့နိုင်ငံတကာအကူအညီရရှိရေးအတွက်ဟိုပြည်တွင်းမှာလည်းအကူအညီရရှိရေးအတွက်ဖိတ်ခေါ်ရဲဆိုတဲ့ဟိုကအဲ့လိုတစ်ဖက်အနေပြီးတော့မိစတစ်ဖက်ရေမုတ်တစ်ဖက်နဲ့ဒီရောဆက်တိုက်ပြီးတော့အဲ့ဒီဒုက္ခရောက်တဲ့လူလူစီပဲပြစ်မှတ်ထားပြီးတော့လိုက်ပြီးတော့ဘုံကျဲနေတယ်ဆိုတာဟောလုံးဝမဖြစ်တဲ့ကိစ္စပါ။အဲ့ဒါတွေကတော့ဟိုမပြောခင်ကတည်းကလူတို့ကိုယ်သူတို့သိဖို့တော့လိုရောဟောဒါပေမဲ့အခုကမသိသေးတဲ့အတော်ကြီးကိုပြောရဆိုရခက်ပြီးတော့မသိမို့ နားမလဲတဲ့လူတွေဖြစ်နေတဲ့ဟာကတော့တော်တော်စိတ်ပြည့်စရာကောင်းတယ်ဗျာဒါနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုံးလက်ခံဖြေဆိုတာမရှိပါဘူးစစ်ကောင်စီရဲ့ April 2ရက်နေ့ထုတ်ပြန်ချက်အရငလင်ကြောင့်နိုင်ငံတော်မှာတည်ဆုံးသူ2900နီးပါးရှိလာပြီးဒဏ်ရာရတဲ့သူက4600ကျော်ရှိပါတယ်ဒီပြင်ပျောက်ဆုံးနေသူကလည်း400နီးပါးရှိနေပါတယ်ငလင်တန်အကြီးကျယ်ခံရတဲ့မြန်မာနိုင်ငံမှာစစ်မှတ်ဖြစ်ပွားမှုတွေချက်ချင်းရပ်ပြီး ကွန်ကြီးကစားရေးလုပ်ငန်းတွေကိုအာယုံဆိုင်ဖို့ကုလသမဂ္ဂတွင်းရင်မှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကလည်းတောင်းဆိုထားပါတယ်ခင်ဗျာကိုဆိုင်ဝနာရဲ့တင်ပြချက်ကိုနားဆင်ကြကြရတာပါဆက်လက်ပြီးတော့ငလျင်နောက်ဆက်တွဲရန်ကုန်မြို့ကန်တွေအကြီးအကျယ်ရင်ဆိုင်နေရတဲ့ရေဒုက္ခမိဒုက္ခတွေအကြောင်းမက်ခင်ခင်ရဲ့တင်ပြထားချက်ကိုကြားကြရမှာပါခင်ဗျာ နိုင်ငံတော်မှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်သွားတဲ့အင်အားပြင်းမြင်ကလင်းကြောင်းရန်ကုန်မြို့မှာလျှက်စစ်မီပြတ်တောက်တာတွေဆူဆူရွရွကျုံတွေ့နေရပြီးမြောက်တကုံတောင်တကုံတာကေတာစတဲ့မြို့နယ်တွေမှာရေပြတ်တောက်မှုတွေပါကျုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်တကိတမြို့နယ်မှာတော့ငလျင်လှုပ်ပြီးနောက်ပိုင်းလျှက်စစ်မီဆူဆူရွရွပြတ်တောက်နေတာကြောင့်ရေတင်လို့မရတယ်လို့ထမင်းချက်ဖို့တောင်ခက်ခဲဖြစ်နေတယ်လို့မြို့ကန်ကိုမောင်ဆန်းကပြောပါတယ် ကျွန်တော်တို့ဆိုလို့ရှိရင်ညဘက်ဈေးရောက်လို့ရှိရင်မီးရမလာဘူးမနေ့ပိုင်းအိမ်ပြန်သွားမယ်ဆိုလို့ရှိရင်လည်းထမင်းရတော်တော်မချက်ကတော့ညမနေ့စားပေါင်းစားရတယ်အဲအဲ့လိုမျိုးသဘောမျိုးပေါ့မီးမလာတော့မီးရမမှန်ဘူးပေါ့ဗျာတနအိလောက်လာမယ်ဆိုတော့တနအိလောက်ထိုင်ဆောင်တယ်မီးရမလာဘူးညတညလုံးပေါ့ဗျာမီးမလာတော့ဈေးကတော့တနေ့ကုန်တနေ့ကမ်းပဲမလာဘူးအခုမှဈေးကထက်ရရေးတပိပါကိုငွေချက်2000နဲ့ဝယ်ယူအသုံးပြုနေရတယ်လို့လဲကိုမောင်ဆန်းကပြောပါတယ် ရဲစင်ပြီးပြတ်တောက်နေတာကြောင့်ဂျိုးဖြူရေပိုင်လိုင်းကနေရေမရသလိုရက်ွက်မှာရှိတဲ့ရေကန်တွေကလည်းပေးမခတ်တော့တာကြောင့်ရေရောင်းရတာတော့အခက်ခဲတွေနဲ့ကြုံနေရတယ်လို့တကိတမြို့နယ်ကိုရက်ွက်ကရေလဲတွန်းတဲ့အသက်68နှစ်အရွယ်ဒေါခင်သိန်းဝင်းကပြောပါတယ်ဂျိုးတွေမလာဘူး။နောက်မင်းမလာတော့ရေမရဘူး။အခုအချိန်တွေကတော့ခက်ခဲတယ်လေ။မရဘူးလေရေ။ ချိန်ရတဲ့နေရာကိုလိုက်ရှာပြီးပို့ရတာအခုကတော့ဟိုနှစ်လားဟိုဘက်ကိုသွားခါတန်နေရာလဲရက်ွက်နေရာလဲပေးမခါဘူးအရင်ကရေတလဲကိုငွေကျပ်1500ရာသာရောင်းပေမဲ့ငလျင်လှုပ်ပြီးနောက်ပိုင်းရေရှားလာလို့တလဲကို2000နဲ့တိုးမြင့်ပြီးရောင်းနေရတယ်လို့ဒေါခင်သိန်းဝင်းကပြောပါတယ် တကုံမျိုးတဲ့တောင်ပိုင်းမြို့နယ်မှာမတ်လ28ရက်နေ့ကနေ29ရက်နေ့အထိမြင်းကလေးချောင်းလျှက်စစ်မီပြတ်တောက်ခဲ့တယ်လို့အဲ့ဒီနောက်ပိုင်းမှာလည်းတနေ့ကိုလျှက်စစ်မီတနအီကျော်လောက်ပဲလာတာကြောင့်ရေအခက်အခဲတွေနဲ့ကြုံတွေ့နေရပြီးဝယ်ယူလို့တော့မရဘူးဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ အလားတူတကုံမြို့တင့်မြောက်ပိုင်းမြို့နယ်မှာလည်းငလျင်လှုပ်ပြီးနောက်ပိုင်းလျှက်စစ်မီပြတ်တောက်တာတွေဆူဆူရွာရွာကြုံတွေ့နေရသလိုငမိုးရိပ်ဆဲကနေပါရေပေးဝေမှုတွေနှဲသွားတာကြောင့်ချက်ပြုတ်စားတောက်ဖို့တောင်ခက်ခဲဖြစ်နေတယ်လို့ဒေသခံတဦးကပြောပါတယ်အခုကတော့လုံးဝကိုထည့်လို့မရတော့ငလျင်လှုပ်ပြီးနောက်ပိုင်းပေါ့နော် လုံးဝ30 30တော့မမလာတော့အခုဒီနေ့ကျွန်တော်ကတော့မင်းချဲဖို့ရအောင်ဘေးရွဲနေပေါ့နော်ရေနည်းနည်းသွားကဲ့ပြီးတော့သွားခမယ်လို့တော့အတိတရားကိုပျော်တော့ပျော်ထားတယ်ဟုတ်ကဲ့အတိကတော့ချက်ပြုတ်စားတော့ဘောပါပဲရေချိုးဖို့ကတော့တိတ်ပြီးတော့မမျောနေပါဘူးတကုံမျိုးတစ်မြောက်ပိုင်းမြို့နယ်မှာငလျင်လှုပ်ခဲတဲ့နောက်ပိုင်းတရက်ကို မျက်စင်မီနှစ်နာရီပြည့်အောင်တော့မလာတော့သလိုလာမယ့်အချိန်လဲကြိုတင်ပြီးမသိတာကြောင့်ညနေတဲ့အထိမီးလာကိုစောင့်ပြီးရည်တည်နေရတယ်လို့နောက်ထပ်ဒေသခံတဦးကလည်းပြောပါတယ်။ဒီငယ်လျင်လောက်ပြီးတဲ့နောက်ပိုင်းမှာတော့မီးရလဲစောစောဝါပြတ်တယ်လို့ပဲပြောအောင်ပါပေါ့။တနေ့မှနှစ်နာရီလောက်တနေ့နှစ်နာရီလောက် ဒါပဲချိန်လာမယ်ဆိုတာလည်းမသိရဘူးရေဆိုရင်ဟိုးနှစ်နိုင်လောက်မှထပြီးတော့ခွက်လေးနဲ့ခံပြီးတော့အဲ့ဒါလေးနိုင်ငါးနိုင်လောက်အထိအဲ့လိုပဲနည်းနည်းနည်းချင်းခတ်ပြီးတော့ဖြည့်ရတာပေါ့ဗျာတကုံမျိုးတစ်မြောက်ပိုင်းမြို့နယ်မှာနေထိုင်သူတွေကတော့လျှက်စစ်မီအချိန်မှန်ပေးဖို့နဲ့ဆယ်ရီကနေရင်လိုရေပြန်ပြီးလှုပ်တင်ပေးဖို့ကိုမျှော်လင့်နေကြပါတယ်ပြင်းအမြင့်မြင်းကလေးเจ้า ဓာအားပိစက်ယုံဓာခွဲယုံနဲ့ဓာအားလိုင်းတွေချိုးယွင်းပျက်စီးခဲ့တဲ့အပေါ်ရန်ကုန်မြို့မှာမတ်လ29ရက်နေ့ကစလို့အုတ်စု6စုခွဲပြီးတရက်ကိုလျှက်စစ်မီ4နာရီသာအလှည့်ကျပေးနိုင်တော့မယ်လို့ရန်ကုန်လျှက်စစ်ဓာအားပိရေးကော်ပိုရေးရှင်း YESC ကထုတ်ပြန်ပါတယ်။မခင်ခင်တင်ပြသွားခဲ့တာပါ။အရေဖီရဲ့ဒီကနေ့အထူးထုတ်လွှင့်ချက်တွေကတော့ဒီလောက်ပါပဲခင်ဗျာမြန်မာပြည်သူတွေအမြန်ဆုံးကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေခင်ဗျာ